VOA Channel တွေဆွဲဆိုထားတဲ့သမ္မတဒေါ်နယ်ထရမ့်က VOA ကိုပိတ်သိမ်းခဲ့တဲ့အမှုကို New York မြို့တောင်ပိုင်းခရင်တရားရုံးကဒေသစံနှုန်းချင်း match လ28ရက်နေ့မနက်ပိုင်းမှာစတင်ကြားနာခဲ့တာပါပထမဆုံးကြားနာမှုအပြီးမွန်လွယ်ပိုင်းမှာ New York တောင်ပိုင်းခရင်တရားသူကြီးကထရမ့်ရဲ့လုပ်ရက်ကိုယာယီတာမြင့်မိန်ထုတ်ပြန်ခဲ့ပြီး27ရက်ကြာမှနောက်ထပ်ရုံးချိန်ပြန်ခေါ်ဆိုခဲ့တယ်လို့ VOA ဘက်ကဥဆောင်တရားဆွဲဆိုသူ၃ယောက်ထဲမှပါဝင်တဲ့ Steve Harman ကသူ့ရဲ့ X လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ် ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတရားရုံးကြားနာမှုမှာပါဝင်ခဲ့တဲ့ VOA မြန်မာပိုင်းအစီအစဉ်တင်ဆက်သူမဲ့အင်ဂျင်နိုင်ကအခုလိုပြောပါတယ်။ရုပ်တရက်ပေါ့နော် VOA ဝန်ထမ်းအကုန်လုံးကိုလစာနေပေါ့နော်ကျမတို့ administrative leave ပေးလိုက်ပြီးတော့ကျမတို့ VOA မှာလုပ်ငန်းတွေလက်ပတ်နေတဲ့အတန်လွင့်လုပ်ငန်းတွေအားလုံးကိုသူတို့ကယာယီရပ်ဆိုင်းလိုက်တယ်ပေါ့နော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ရေနောက်ပြီးတော့ကျမတို့ကိုချုပ်တင်အကြောင်းကြားခြင်းမရှိဘဲနဲ့သူတို့လုပ်ခဲ့တဲ့လုပ်ရက်တွေက American မှာပြဋ္ဌာန်းထားတဲ့တရားဥပဒေပေါ့နော်အထူးသဖြင့်အလုံသမားဥပဒေကိုချိုးဖောက်တယ်နောက် တော့ဒီအခုတရားစွဲတဲ့ကိစ္စမှာတော့ကျမတို့ကအဓိကတော့ American ရဲ့ဖွဲ့စည်းပုံခြေခံဥပဒေရဲ့ပထမဦးဆုံးပြင်ဆင်ချက်ဥပဒေပြဋ္ဌာန်းထားတာပေါ့နော်အဲ့ဒါကလွတ်လပ်စွာကြောဆိုပိုင်ခွင့်ဆိုတော့အဲ့ဒီအချက်ကို အခုဒီ US AGM ဆိုတဲ့ agency ရဲ့လုပ်ရက်ကချိုးဖောက်တာဆိုတာမျိုးနဲ့ကျမတို့အဓိကတရားစွဲထားတယ် အမေရိကန်ပြည်တော်စုနယူးယောက်မြို့ကန် VOA Channel တွေက Trump အစိုးရနဲ့ Global Media Affairs Agency USA GM ရဲ့အထူးကြံပေးဖြစ်သမ္မတ Trump ကအဆိုပြုထားသူ Carrie Lake တို့ကိုပြီးခဲ့တဲ့သတင်းမှတ်မှာတရားစွဲဆိုထားတာပါ VOA ဝန်ထမ်းတွေကိုလက်စာနဲ့ခွင့်ပေးထားတဲ့အစိုးရရဲ့ဆုံးဖြတ်ချက်ကိုပြင်ဆင်မှု အစိုးရရဲ့ဒီလောက်ရကိုတရားမှွန်ကြောင်းသတ်မှတ်ဖို့နဲ့တမရအမိန့်ကိုအကောင့်ထဲပေါ်နေတာတွေကိုယာယီတားမြစ်မိန့်ထုတ်ပေးဖို့စတဲ့ချက်တွေကို VOA ဝန်ထမ်းတွေကတရားရုံးကိုတိုက်တွန်းတောင်းဆိုထားတာဖြစ်ပါတယ် VOA သတင်းဌာနကို Trump အစိုးရကပိတ်သိမ်းတဲ့ဟာတရားမှွန်ကြောင်းဒေသစံတော်ချိန်26ရက်နေ့က VOA ညွှန်ကြားမှု Michael Abramowitz ကိုလည်း Federal တရားရုံးမှာတရားစွဲဆိုထားပါတယ် Congress ပေါ့နော်ဒီလွှတ်တော်ကနေပြီးတော့ပြဋ္ဌာန်းထားတဲ့သဘောတူအတည်ပြုထားတဲ့ budget အသုံးအနှုန်းပေါ့ကျမတို့ VOA နဲ့ကျမတို့ရဲ့ sister အဖွဲ့အစည်းတွေဖြစ်တဲ့ RFA RFV ပေါ့လေဒီအဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့ လွတ်တော်ကတောင်မှအတီးပြုတ်ထားတဲ့ budget ငွေတွေနဲ့ပတ်သက်ပြီးတော့တမရထရန့်အစိုးရကနေပြီးတော့ပေါ့နော်ဒါတွေကိုကြော်လွန်ပြီးတော့လုတ်ပိုင်ခွင့်အာဏာကိုသုံးခဲ့တဲ့အပေါ်မှာဒါကဥပဒေကိုချိုးဖောက်တာပေါ့နော်တမရအာဏာကိုမလိုအပ်ဘဲသုံးတယ်ဆိုတဲ့ဆွဲချက်ပေါ့နော်အဲ့ဒါတွေလည်းပါတယ်ကျမတို့တင်ပြတာကတော့ BOA လုပ်ငန်းတွေပြန်ပြီးတော့အရင်တိုင်းလည်ပတ်ဖို့ပေါ့နော်နောက်ဝန်ထမ်းတွေအားလုံးကိုပြန်ခန့်ဖို့ပေါ့လေကျမတို့အခုတို့ချက်ချင်းဒီအလောက်ကနေပြီးတော့ရက်ဆိုင်လိုက်တဲ့တခြားဝန်ထမ်းတွေကိုအားလုံးကိုလည်းပြန်ပြီးတော့လုပ် င်ငန်းခွင်ပြန်ပြီးတော့ဝင်ဖို့ပေါ့နော်အဲ့ဒီအချက်ကိုတရားရုံးမှာကျမတို့တောင်းဆိုထားတယ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဒေသစံတော်ချိန်မတ်လ14ရက်နေ့မှာသတင်းဌာနတွေကိုစီမံကင်တွေတဲ့ Global Media Asia Agency USAGM United States Agency for Global Media အပါအဝင်တခြားအစိုးရ Agency 6ခုရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုအ ਨੇ ဆုံးဖြစ်အောင်ထားဖို့ညွှန်ကြားချက်မှာလက်မှတ်ရေးထိုးခဲ့တာပါ သမ္မတဒေါ်နယ်ထရမ့်ဟာအစိုးရလုပ်ငန်းတွေအားလုံးရဲ့ငွေကြေးသုံးစွဲမှုနဲ့ဝန်ထမ်းခန့်မှုအခြေအနေတွေကိုပြန်လည်သုံးသပ်နေတာဖြစ်ပြီး USGM ကိုလည်းပြန်လည်သုံးသပ်ဖို့အခုလိုညွှန်ကြားချက်ထွက်လာတာဖြစ်ပါတယ်။သမ္မတအမိန့်ကိုကန့်ကွက်ကြောင်းပြီးခဲ့တဲ့သတင်းပတ်မှာတင်ပြခဲ့တဲ့အတွက် American KI တရားသူကြီး Rice Lambert က Radio Free Europe Radio Liberty တို့ကိုရမငွေရက်ဆိုင်ခြင်းကိုရပ်တန့်ဖို့ March 25ရက်နေ့မှာယာယီတားမြစ်မိန့်ကိုထုတ်ပြန်ထားပါတယ်။ VOA က1994ခုနှစ်မှာပါဝင်လက်မှတ်ရေးထိုးထားတဲ့နိုင်ငံတကာထုတ်လွှင့်မှုဥပဒေရဲ့အကာအကွယ်ကိုခံစားပန်ခွင့် ရှိနေပြီးဥပဒေပါပြဋ္ဌာန်းချက်တွေအရအမေရိကန်အစိုးရအရာရှိတွေက VOA သတင်းထံသာလုပ်ငန်းတွေကိုဝင်ရောက်ဆွတ်ဖက်မှုကနေကင်းလွတ်ခွင့်ရနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ကျွန်တော်တူတာချန်လာပါ။